လေဆင်းနှမောင်းတွေနဲ့လေပြင်းတိုက်ခတ်မှုတွေကြောင့်အမေရိကန်တောင်ပိုင်းပြည်နယ်တချို့မှာလူခုနှစ်ဦးထပ်မံနေသေဆုံးပြီးထိခိုက်ပျက်စီးမှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။ဧပြီလ၂ရက်နဲ့၃ရက်နေ့တွေအတွင်းတင်နက်စီပြည်နယ်အနောက်ပိုင်းအင်ဒီယားနာမစ်ဆူရီပြည်နယ်တွေမှာအသေးပြောက်စရင်တွေကိုကြားသိခဲ့ရသလိုအခြေအနေဆိုးတဲ့နေရာတချို့မှာရာသီဥတုတန်းကြောင့်အဆောက်အအုံတွေပြပြဝတ်ပြိုပြက်ခဲ့ပါတယ်။ အမေရိကန်တောင်ပိုင်းဟာမျိုးဆက်တစ်ခုအတွင်းတစ်ကြိမ်လောက်သာကြုံနိုင်အောင်ဆိုးရွားတဲ့ရာသီဥတုပြဿနာတွေရင်ဆိုင်နေရပြီးရေကြီးနိုင်ခြင်းအန်ဒီယယ်တွေလည်းရှိနေတယ်လို့အမေရိကန်အမျိုးသားမိုးလေဝသဌာနကထုတ်ပြန်ထားပါတယ်။တက်ဆက်စ်နဲ့ပင်ဆယ်ဗေးနီးယားပြည်နယ်တွေကဒါဇင်နဲ့ချီတဲ့ဒေသတွေမှာလည်းလေဆင်နှာမောင်းရုတ်တရက်ရေကြီးမှုအပအဝင် အရေးပေါ်ရာသီဥတုအန်ဒီယယ်သတိပေးချက်တွေကိုထုတ်ပြန်ထားကြောင်းသိရတာပါ။ Mrs. B. Tennessee, Kentucky ပြည်နယ်တွင်နဲ့အနောက် Virginia တို့မှာလည်းရေကြီးမှုအန္တရာယ်နဲ့ပတ်သက်လို့ကြေညာထားပါတယ်။သမ္မတ Donald Trump က Tennessee ပြည်နယ်မှာယာသည်ဥတုဆိုင်ရာရေးပေါ်အခြေအနေကြေညာမှုကိုခွင့်ပြုပေးထားပြီး Federal အစိုးရရဲ့အကူအညီတွေလည်းပေးပို့သွားမယ်လို့ပြောပါတယ်။ယာသည်ဥတုကြောင့် American တောင်ပိုင်းပြည်နယ်တွေမှာအဆောက်အအုံယာနဲ့ချီပျက်စီးခဲ့ပြီးလာမယ့်ရက်တွေအတွင်းလည်းအပျက်အစီးတွေကပိုများလာနိုင်တယ်လို့တာဝန်ရှိသူတွေသတိပေးထားပါတယ်။ လက်ရှိရာသီဥတုဖောက်ပြန်မှုတန်ခံနေရတဲ့နေရာတွေထဲမှာမတ်လတုန်းက52မောင်းတွေတောမီတွေတဲမုံတိုင်းတွေကြောင့်လူပေါင်း40လောက်သေဆုံးခဲ့တဲ့ဧရိယာတွေလည်းပါဝင်နေကြောင်းသိရပါရဲ့ရှင်